စားတော့မယ်ဒီမျိုးလုံးဒီမနေ့ကဘယ်ရလာလဲ online မှာတွေ့ခဲ့တဲ့တရားဟောဆရာမတွေလေဟုတ်လားသူတို့တရားဒေသနာတွေကိုငါကြားဘူးလေဒီဆောက်ဆရာဖြစ်ပါလေဟုတ်တယ်လေတေချာနားထောင်အောင်ဟေးအစာဦးမှာဖျားသခင်ဖန်ဆင်းခဲ့တဲ့လူသားတွေကအပြည့်မရှိဘူးလူတွေကစာတိုင်းရဲ့သွေးဆောင်တာခံရပြီးရဲ့နောက်ဖျားစီကနေသွေးဖယ်လာတယ် စာတန်လူတွေကိုဖျက်ဆီးခဲ့ပြီးလူတွေကအပြစ်ထဲမှာရှင်တန်ရင်စာတန်ရဲ့ကြုံနေဖြစ်လာတယ်။ဖះကလူတွေကိုစာတန်ရဲ့အာဏာကနေကယ်ဖို့အတွက်အဲကုတ်တုပြည်ကနေလူတွေကိုဖះကဥဆောင်ခေါ်ထုတ်ပြီးရဲ့နောက်လူတွေအတွက်ပြင်းညက်တော်တွေထုတ်ပြန်ခဲ့တယ်။ဟုတ်တယ်။ဒီလိုပြင်းညက်မျိုးတွေပေါ့ငါမတပါအခြားသောဖះကို မကိုးကွယ်နဲ့ရုတ်တုဆင်းတူကိုကို့အဖို့မလုံးနဲ့ဥပုံနေ့ကိုတန်ရှင်းစေခြင်းကထိုနေ့ရက်ကိုအောင်မေလော့ တင်ဤမိဘကိုရိုသေစွာပြုလော့လူအသက်ကိုမတက်နှင့်သူမယားကိုမပြစ်မားနှင့်သူဥစ္စာကိုမခိုးနှင့်ကိုနှင့်ဆက်ဆိုင်သောသူတစ်ဖက်၌မမှန်သောတသက်တီကိုမခံနှင့်ကိုနှင့်ဆက်ဆိုင်သောသူဤဥစ္စာကိုမတရားသဖြင့်မသိမ်းရအာနိုင်ခြင်းမယူရသူငားခံထိုက်သောအခါကိုတညေလုံးနနက်တိုင်အောင်မထားရစတာတွေပေါ့ဟုတ်တယ်ဟုတ်တယ်ခင်ဂျေဆုပါပဲ ဒီပြည့်ညတ်တော်တွေကလူတွေကိုဘာလို့လို့ရတယ်ဘာလို့လို့မရဘူးဆိုတာကိုတေချာပြောပြတယ်อืมဘယ်လန်းကြောင်း၆တင်နေဘယ်စည်းကမ်းနေလိုက်နာတင်နေဆိုတာတတိပေးတယ်อืมဘယ်ဟာမှန်နေဘယ်ဟာမှားတယ်ဆိုတာကိုဒါတွေကတင်ပေးတယ်ဒီပြည့်ညတ်တော်တွေကိုထုတ်ပြီးအပြစ်ကဘာဆိုတာဘယ်လို့ရက်တွေကအပြစ်ရှိတယ်ဆိုတာကိုဖះကလူတွေကိုရှင်းရှင်းလင်းလင်းသိအောင်ပြောခဲ့တယ်ဒီပြည့်ညတ်တော်တွေကလူတွေအပေါ်အကဲဖြတ်တဲ့စံနှုန်းဖြစ်လာတဲ့အခါမှာ သူတို့အပြုတ်မူဟာအကြီးမားဆုံးအတိုင်းအတာအထိချုပ်ချင်းခံရပြီးစီကဲနဲ့ထိမ့်သိမ့်ခံရတယ်။လူတွေကအရင်တုန်းကလိုရိုင်းဆိုင်တာမတိနားမလဲတာမဖြစ်တော့ပဲ။ပြညတ်တော်တွေကိုစပြီးလိုက်နာလာတယ်။ဘုရားကိုယေဟောဝါဆိုတဲ့အမည်နဲ့စခေါ်လာပြီးယေဟောဝါကိုကိုးကွယ်ကြတယ်။ဥပုံနဲ့ကိုစောင့်ထိန်ကြတယ်။ပြညတ်တော်တွေကိုချိုးဖောက်ပြီးမလိုက်နာတဲ့သူတွေက တက်တော်သူလိုအပြစ်ပေးခြင်းခံရတယ်။လူလူရရဲ့နေ့စဉ်အသက်တာစောင့်ဝတ်နေရင်းနဲ့တည်ယူပို့ဆောင်ရေးအတွက်လဲဖခင်ကပြည့်ညတ်တော်တွေထုတ်ပြန်ခဲ့တယ်။ဒီလိုပြည့်ညတ်တွေပေါ့ခွာကွဲပြရေးစမြုပ်ပြန်သောအသားများကိုတင်တို့စားခွင့်ရှိ။တင်ဤစပစ်ခြံတွေခူးပြီးကျွင်းကြံသောစပစ်သီးများကိုမကောက်ရ။စပစ်သီးတစ်ခုမကြံကိုလည်းမခူးရ။ရင်းတို့ကိုစည်ရင်သားနဲ့လူစိမ့်တို့အတွက်ထားရမည်။ငါဒီတင်ဤဘုရားသခင်ယေဟောဝါဖြစ်သည်။ ဥကောအနာပတ်လည်၌သဘင်ကိုဝန်းရင်မရိပ်ရပါမုံကိုလည်းမရိပ်ရအော်အသေးစိတ်ကြလိုက်တာဟုတ်တယ်စိတ်ကမြို့လေဒီပညာတွေက600ကျော်ရဲ့ထင်တယ်ဟုတ်တယ်ဆောက်ဦးပါလူတွေကမသိနားမလဲခရီးကဒီပညာတွေမထုတ်ခဲ့ရင်ဒီအခြေခံစည်းကမ်းတွေကိုတော့နားလည်မှာမဟုတ်ဟုတ်တယ်ဟုတ်တယ်ဖះပညာတော်ရရဲ့ထိမ့်သိမ်းမှုကြောင့်လူရရဲ့နေစဉ်အတ္တတွေကအရှုပ်တော်ပုံတွေဖြစ်တော်သူတို့မှာရှင်းလင်းတဲ့ပန်းနိုင်တွေနဲ့စီးတစ်ခုရှိလာတယ်ဟုတ်တယ် ဖခင်ပြည့်ညက်တော်တွေအောက်မှာအသက်ရှင် ရင်းနဲ့လူတွေကတိတိတသားကိုပို့ပြီးလိမ်မာလာကြတယ်။လူတွေရဲ့နေဆံတက်တာတွေကစနစ်ကျလာတယ်။ဟုတ်တယ်။ဒီပြည့်ညက်တော်တွေကလူတွေကိုလူမှုကိုကျင့်တရားတွေအတွက်ရှင်းလင်းတဲ့စာသက်မှတ်ချက်ကိုပြပေးပြီးဘလို့အသက်ရှင်ရမယ်ဆိုတာသင်ပေးခဲ့တယ်။ဒီလူတွေဟာစာရင်ကတမင်စုံစမ်းသွေးဆောင်ပြီးဖြက်စီးခံရတဲ့သူ၊ကြုံပြုတ်ခံရတဲ့သူ၊စာတန်ကိုခုခံဖို့အစွမ်းမရှိသူတွေမဟုတ်တော့ဘူး။ ဖျားပြည့်တော်တွေကိုတက်တက်ကြွကြွလိုက်နာနိုင်တာယေဟောဝါဖျားသခင်ကိုတက်တက်ကြွကြွကိုးကွယ်ပြီးယေဟောဝါတင် जा ပေးခဲ့တဲ့နိလန့်တွေအောက်မှာအသက်ရှင်နိုင်ကြတာကလူသားမျိုးတွေပါဒါကလူအပေါ်ဖျားသခင်ရဲ့အမှုတော်ပထမအဆင့်ဖြစ်ပြီး ပြည့်ညက်တော်ခေရဲ့အမှုတော်ဖြစ်ပါတယ်။အော်ပြည့်ညက်တော်ခေတိတယ်တိတယ်ဒါကပြည့်ညက်တော်ခေရဲ့အမှုတော်ပဲ။ပြည့်ညက်တော်ခေရဲ့အမှုတော်ဟုတ်လား။တခါမှမကြောက်ဘူး။အရင်လုံးကညီမကြားဘူးတယ်။စမ်းစာထဲမှာမှတ်တမ်းတင်ထားတယ်။ပြည့်ညက်တော်ခေရဲ့အမှုတော်ဟာလူရရဲ့အပြုအမူကိုထိမ့်သိမ့်ပေးခဲ့တယ်။လူရရဲ့နေစဉ်အတ္တဓာတ်တွေကိုစနစ်ကျစေခဲ့တယ်။ဒါပေမဲ့လူရရအပြစ်ကိုမဖယ်ရှားရသေးဘူး။ ။ဒါကြောင့်လူတွေကသူတို့ရဲ့အပြစ်ရှိတဲ့တဘာဝရဲ့ဆင်းဆုံမှုအောက်မှာ ပြည်ညက်တွေကိုချိုးဖောက်တယ်။ပြည်ညက်တော်တွေကစီရင်ခြင်းကိုစက်တိုက်ခံရတယ်။လူတွေဟာဖျားပြည်ညက်တော်တွေကတေးတံပေးခြင်းခံရတဲ့အန်ဒီယံမှာနေထိုင်ခဲ့ရပြီးလူသားမျိုးတွေကပျက်စီးခြင်းအန်ဒီယံကိုရင်ဆိုင်ခဲ့ရတယ်။ဟုတ်တယ်။ဒီလူတွေဟာပြည်ညက်တော်အောက်မှာစနစ်တကျနဲ့ဆက်ပြီးမနေထိုင်နိုင်ုံမကပဲ။စာတန်းကနောက်တစ်ကြိမ်လူယူပြီး ကျုံပြူတာကိုခံရတဲ့လက်တွေ့အရှိတရားကိုလည်းရင်ဆိုင်ခဲ့ရတယ်။ဒါကြောင့်ဖះကလူရဲ့လူအပ်ချက်တွေကိုအခြေခံပြီးလူတွေကိုအပြစ်ကနေကယ်ဖို့အပြစ်ရဲ့ဘောင်းခတ်ခြင်းတွေကိုဖယ်ရှားနိုင်စေဖို့စာတန်ရဲ့ကျုံပြူခြင်းခံရမယ်အန်တရယ်ကိုမရင်ဆိုင်ရအောင်လုပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ဒါကြောင့်ဖះကပထမဆုံးအချိန်လူစာတီလွှမ်းခြုံလို့လူသားတွေထဲကိုကြွလာခဲ့ပြီးဒီလူစာတီပုံစံနဲ့လူအတွက်အပြစ်ဖြေရာရစ်အဖြစ် လူကိုစားကားစင်တင်ခံခဲ့တယ်။ဒီလိုနဲ့ကားတယ်ပေါ်ကနေလူသားမျိုးနွယ်ကိုကယ်တင်ခဲ့တယ်။တမျိုးပြောရရင်အပြစ်ကနေကယ်တင်ခဲ့တယ်။အရိယာစပြီးဖះကလူတွေအတွက်လူစားတိခံပြီးအပြစ်ဖြေရရစ်အဖြစ်လှုပ်ဆောင်ခဲ့တာကြောင့်လူတွေကရွေးနှုတ်ခံခဲ့ရတယ်။သူတို့အပြစ်တွေခွင့်လွှတ်ခြင်းခံရတယ်။သူတို့တွေကဖះရှိကိုဓာတ်ရိုက်လာဖို့တတ်မှတ်ချက်ပြစ်မိခဲ့တယ်။စာတန်ရဲ့ဆွဆွဲတာကြုံပြူတာမခံရတော့ဘူး။ အဲ့ဒီအချိန်ကစပြီးလူဟာဖျားပြင်းညက်တော်တွေကနေကဲတင်တာ ခံရတယ်။အဲ့ဒီပြင်းညက်တော်တွေကတည်တံချမှတ်ခံရမဲ့အန်တရယ်ကိုမရင်ဆိုင်ရတော့ဒီအစားလူတွေကသခင်ယေရှုရဲ့အသွေးတော်နဲ့ရွေးနှုတ်တာခံရတယ်။သူတို့အပြစ်တွေခွင့်လွှတ်တာခံရပြီးတဲ့နောက်မှာလဲကြွယ်ဝတဲ့ယေရှုတော်ကိုခံစားရတယ်။ဒါကပြင်းညက်တော်ခေပြီးတဲ့နောက်မှာဖျားသခင်ပြုခဲ့တဲ့အမှုတော်ဒုတိယအဆင့်ဖြစ်တဲ့ ကျေးဇူးတော်ခင်ရဲ့အမှုတော်ပဲဖြစ်ပါတယ်။ကျေးဇူးတော်ခင်အခင်ကျေးဇူးတော်ပဲ။ဟုတ်လေ။ဒါဆိုတခင်ယေရှုကကျေးဇူးတော်ခင်အမှုကိုပြုနေခဲ့တာပဲ။ဟုတ်တယ်။ကျေးဇူးတော်ခင်တုန်းကဖျားသခင်ကတာမန်လူသားပုံစံနဲ့ကြွလာပြီးလူသားမျိုးနွယ်ချားမှာအမှုပြုခဲ့တယ်။ဒါပေမဲ့လူတွေကပြည့်ညတ်တော်ခင်တုန်းကသူတို့မတွေ့ကြုံခဲ့ရတဲ့ကျွဲဝါးတဲ့ကျေးဇူးတော်ကိုသူစီကနေခံစားကြရတယ်။ ဖះကလူ၅ရောင်ကို မုံ၅လုံး။ငါနဲ့ကောင်းနဲ့ကြွေးတယ်။ဟုတ်တယ်။တေသူကိုရှင်စေခဲ့တယ်။လူဖြတ်သူရောပဲ။အနာဆွဲသူကိုအနာငိမ့်စေတယ်။ဟုတ်တယ်။စောအသူတွေကိုစကားပြောအောင်ကူညီပေးတယ်။လူတွေရဲ့ယောဂါတွေကိုပျောက်ခင်းစေတယ်။ဟုတ်တယ်။အဲ့ဒီခေတ်မှာလူတွေဟာဖះစီကနေအရင်ကတခါမှမတွေ့ကြုံခဲ့ဘူးတဲ့။ကောင်းကြီးတွေကျေးဇူးတော်နဲ့ကွယ်ကာမှုကိုခံစားကြရတယ်။သခင်ယေရှုရဲ့သွေးတော်ကြောင့်လူတွေကအပြည့်အချီနောင်ခြင်း တို့ရဲ့ပြစ်တွေကြောင့်ဆွဆွဲခြင်းမခံရတော့ဘူးဒီရစာဖះရဲ့ရွေးနှုတ်ခြင်းကြောင့်လူတွေဟာဖះရှိကိုလာဖို့ဖះကိုမျက်နှာချင်းဆိုင်တွေ့ဖို့အာမင်ဖះကိုဆူတောင်းပြီးတိုင်တယ်ဖို့ဆံမီလာကြတယ်တို့အတွက်ကြားလို့မလို့တော့ဟုတ်တယ်ဖះနဲ့လူကြားကဆက်ဆံရေးကတစစ်ပုံနီးလာတယ်လူရဲ့အပြစ်တွေကဖះနဲ့နီးစပ်ခြင်းမှာအတားဆီးမဟုတ်တော့ဘူး လူတွေကသခင်ယေရှုရဲ့အသွေးတော်နဲ့ကျေးဇူးတော်ကြောင့်ဖះရှိကိုလာဖို့တတ်မှတ်ချက်ပြည့်မိခဲ့ပြီးသူတို့ဆက်ဆံရေးကတဆင့်ပေါ်ပြီးတိုးတက်ခဲ့တယ်အာမင်ဟုတ်တယ်သခင်ကချစ်ခြင်းရကြီးမြတ်တယ်။ဟုတ်တယ်။ကောင်းကြီးခံစားရတယ်။သခင်ကျေးဇူးတော်ပဲ။သခင်ယေရှုကလူအတွက်အပြစ်ဖြေရာရစ်အပြေကားစင်တင်ခံခဲ့ပြီးဒီလိုနဲ့လူကိုရွေးနှုတ်ခဲ့ပေမဲ့လူကသူ့ရဲ့အပြစ်ရှိတဲ့သဘာဝကိုမဖယ်ရှားရသေးဘူး။ အပြစ်ရဲ့ချီနှောင်မှုတွေထဲမှာရှင်သန်နေကြတော့မယ်။ဖယားကိုအားခံပြီးပုံကန်နိုင်ကြသေးတယ်။ဒါကြောင့်လူတွေဟာဖယားရဲ့ကျေးဇူးတော်များစွာကိုခံစားရပြီမဲ့အပြစ်တွေခွင့်လွှတ်ခံရပြီမဲ့ဖယားကိုကြောက်ရွံ့ရိုသေရမယ့်ပုံမကောင်းမှုရှောင်ပုံဖယားရဲ့လမ်းခီကိုလိုက်ချောက်ရမယ့်ပုံမသိကြသေးဘူး။လူရည်ကဘလောက်ပဲဘာသာရေးကန်ဆိုင်နဲ့စိတ်ရှည်တဲ့ချစ်ခင်တဲ့ပုံရှိပါစေ။ဖះကိုအာခံတဲ့အရင်အမြင့်နဲ့အနှစ်သာရ ပုံမပြည့်ကြံရှိနေတယ်။အပြစ်ကိုဖယ်ရှားဖို့လမ်းကြောင်းနဲ့စွန့်ရင်မရှိကြဘူး။ဟုတ်တယ်။လူတွေဟာလိုက်လျှောက်ဖို့လမ်းမရှိဘဲနေ့မှအပြစ်ပြုပြီးညမှဝင်ရှာရင်တန်တရာလဲနေကြတယ်။ဟုတ်ဒီလိုဖြစ်ခဲ့တာပါ။အဲ့ဒါမှန်တယ်။ပိုဆိုးတာအပြစ်ဆိုတာနဲ့ဖယားကိုအာခံပုန်ကန်တာဘာလဲဆိုတာကိုလူတွေကကောင်းကောင်းသိပေမဲ့ဒါတွေမလုပ်အောင်သူတို့ကိုသူတို့မတားဆီးနိုင်ဘူးဒါတွေထဲမှာရှင်သန်ရင်ဒုက္ခတွေနဲ့နေတော့မယ် ဒီပြဿနာတွေအားလုံးရဲ့အရင်းမြစ်ကသူတို့ရဲ့အပြစ်ရှိတဲ့သဘာဝပဲဒါတွေကလူတွေရဲ့ဖောက်ပြန်ပြက်စီးတဲ့စိတ်သဘောထားကြောင့်ဖြစ်တာပါဒါကလူရဲ့အပြစ်ရှိတဲ့သဘာဝကြောင့်ဒါကြောင့်လူရဲ့အပြစ်ရှိတဲ့သဘာဝကိုဖြေရှင်းဖို့လူရဲ့ဖောက်ပြန်ပြက်စီးတဲ့စိတ်သဘောထားကိုကင်တွယ်ရမယ်လူတွေရဲ့ဖောက်ပြန်ပြက်စီးတဲ့စိတ်သဘောထားတွေကိုကင်တွယ်ဖို့ဒါရဲ့အကြဆုံးနည်းလမ်းဟာဒီစိတ်သဘောထားတွေကိုတန့်စင်ဖို့ပါဖောက်ပြန်ပြက်စီးတဲ့စိတ်သဘောထားတွေအကုန်တန့်စင်ဖယ်ရှားခံရပြီးရင် သူတို့ရဲ့အပြစ်ရှိတဲ့သဘာဝကအရင်မြက်ကနေပြေလည်သွားတယ်။ရှင်းရှင်းလင်းလင်းကိုရှင်းပြသွားတာ။ဖះကိုသူတို့အာခံပြီးပုံကန်တဲ့ပြဿနာလဲပြေလည်သွားတာပဲပေါ့။ဒီပြဿနာတွေကကျေးဇူးတော်ခင်မှာလူတွေကြုံရတဲ့ပြဿနာတွေဖြစ်ပြီးလူတွေဖြစ်ချင်းဖို့လိုတဲ့ပြဿနာတွေဆိုလဲဟုတ်တယ်။လူရဲ့လူအပ်ချက်တွေကိုအခြေခံပြီးကျေးဇူးတော်ခင်ပြီးရဲ့နောက်မှာဖះသခင်ကသူ့ရဲ့နောက်တစ်ခေတ်အမှုတော်ကိုအစားပြုခဲ့တယ်။ နောက်တခဲဟုတ်လားဒီခေတ်ရဲ့အမှုတော်ဟာလူရဲ့အပြည့်ရှိတဲ့သဘာဝကိုဖြည့်ရှင်းပြီး လူတွေရဲ့ပေါ့ပင်ပြက်စီတဲ့စိတ်သဘောထားကိုတန်းစင်မှုရည်ရွယ်တာဆိုတော့လူဟာဘုရားကိုနောက်ထပ်အမှုတော်တစဉ်ပြုဖို့လိုအပ်တယ်ဒီအမှုတော်အစဉ်ကပြည့်ညက်တော်တွေထုတ်ပြန်တာလူတွေကိုကြွယ်ဝတဲ့ကျေးဇူးတော်ချပေးတာနဲ့မဆိုင်တော့ဘူးဒါကတရားစီရင်ပြည့်တင်ဆုံးမခြင်းအမှုတော်ဖြစ်ပါတယ် တရားစီရင်ခြင်းအမှုတော်ဟာပဲလူရဲ့အပြစ်ရှိတဲ့သဘာဝကိုဖယ်ရှားပြီးဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကိုရှင်းနိုင်တယ်။လူတွေရဲ့မသိနာမလည်မှုကြောင့်စာတန်ရဲ့သွေးဆောင်မှုကိုကျုံးနွန်နာခံပြီးတော့စာတန်ကြုံပြူတာခံရတဲ့လူရဲ့ပြဿနာကိုအမြင့်ကရှင်းနိုင်တယ်။ဒီအမှုတော်ဟာသာလူကိုရယူနိုင်ပြီးဖယားရဲ့နှစ်၆ထောင်စီမံခန့်ခွဲမှုအစီအစဉ်ကိုအဆုံးသတ်နိုင်တယ်။ဒီအမှုတော်ပြုတဲ့ခေတ်ကို ပြောရမယ်ဆိုရင် နိုင်ငံတော်ခေတ်လို့ခေါ်ပါတယ်။ ဒါဆိုနိုင်ငံတော်ကစ်ဖို့လည်းရှိရမယ်။နိုင်ငံတော်ကိအမှုတော်ပဲ။တရားမှုတော်ဟာရှေ့ဆက်သွားနေရတယ်။ကျမတို့မှာအပြစ်ဖယ်ရှားဖို့ပြောင်းလဲချက်ရှိပုံပဲ။ဟုတ်တယ်။ဒီခေတ်ကပြည့်ညတ်တော်ခေတ်နဲ့ကျေးဇူးတော်ခေတ်ပြည့်ရဲ့နောက်မှာလာတဲ့အမှုတော်အဆင့်တစ်ခုပါ။ဒါကြောင့်လူကလိုအပ်တာဟာပြည့်ညတ်တော်တွေကြွယ်ဝတဲ့ကောင်းကြီးတွေအများကြီးမဟုတ်ပဲ။ဖျားစီကလာတဲ့တမန်တရားမျိုးမျိုးပါပဲ။ဒီတမန်တရားတွေမှာ လူဖောက်ပြန်ပျက်စီးတဲ့စိတ်တဘောဓာရဲ့အနှစ်သာရကိုဖော်ထုတ်တဲ့တမန်တော်တွေခရီးကိုကျွန်းတော်နာခံခြင်းတမန်တော်တွေခရီးကိုကိုယ်ခွယ်ပုံအကြောင်းတမန်တော်တွေတင့်တင့်လျောက်ပတ်တဲ့ဖန်ဆင်းငံဖြစ်ပုံတမန်တော်တွေမကောင်းသောအကျင့်ကိုရှောင်ကျင်မောအသက်တာမှာလမ်းမှန်ရှောက်ပုံတွေအကြောင်းတမန်တော်တွေပါဝင်တယ်နောက်ကဘတော်ဒီလူစားဒီနိုင်ပေါ်လာ ਈ ဆိုတာက ထုတ်ပြန်ပျက်စီးရဲ့စိတ်သဘောထားကနေလူကိုကယ်ဖို့နိုင်ငံတော်ခေတ်မှာဖျားဖို့ပြရတဲ့တမန်တရားတွေပါတဲ့စာအုပ်ပါဖျားနှုတ်ကပတ်တော်တွေကပေါ်များတယ်တမန်တရားဖြစ်တယ်ဒါတွေကလူရဲ့အသက်ဖြစ်လာနိုင်ပြီးလူတွေကိုမှန်ကန်တဲ့လမ်းကြောင်းကိုညွှန်ပြပေးနိုင်တယ်အာမင်တော်တော်ထူတဲ့စာအုပ်ပဲဒါအတွက်ဒီဒုတိယလက်ရှိရှေ့ရမတွဲရှိရလဲ6တွဲထင်တယ်ဒီစာအုပ်ထဲမှာဖျားသခင်ကလူသားမျိုးနွယ်ကိုညီမျိုးမျိုးကနေတစဉ်စကားပြောပါတယ် တခါတလေသူစကားပြောရင်လူတဘာဝအတိုင်ရက်တည်တယ်တခါတလေမှာဖခင်ရဲ့ရက်တည်မှုကိုခံယူတယ်တခြားအချိန်တွေမှာအပြင်လူရှုထောင့်ကနေစကားပြောတယ်သူနှုတ်ကပတ်တော်တွေမှာတွန်းအားပေးတာနှိုးဆော်တာတတိပေးတာနဲ့နှစ်သိမ့်တဲ့စကားတွေပါတယ်အပြစ်တင်နဲ့ဟော်ထုတ်တဲ့တရားစီရင်ပြစ်တင်ဆုံးမတဲ့ရှုံချတဲ့အဲ့ဒီလိုစကားမျိုးတွေလည်းပါတယ်ဖခင်ကလူကိုစကားပြောဖို့ဘယ်လိုပုံစံကိုသုံးပါစီ ဖះကသူ့ရဲ့ကိုပိုင်နီးလန်းတွေကတဆင့်လူကိုတမတရားလန်းခိနဲ့အသက်ကိုပံ့ပိုးပေးနေတာပါဖះကအခုဖော်ပြနေတဲ့ဒီစကားတွေအကုန်လုံးကတခေရှုပြောခဲ့တဲ့ဒီစကားတွေကို ပြည့်စုံစေတယ်ငါသည်လန်းခိတမတရားနဲ့အသက်ပြည့်ငါ့ကို အမိမပြုလင်အဘယ်သူမြခမဲတော်ထံသို့မရောက်ရဗျာရီကျဲရဲ့ပရောဖက်ပြုချက်ကိုလည်းပြည့်စုံစေရင်ငတ်တော်သူသည်လာပါစေ အလိုရှိသောသူသည်အဖိုးကိုမပေးဘဲအသက်ရည်ကိုယူပါစေ။